เนาะပြောမယ်ဒီကနေ့တနေ့ပဲကျန်တော့တယ်เนาะဒီနေ့ရကြာသာပရိနေ့เนาะ၄ရက်နေ့ပေါ့ကြာသာပရိနေ့၄ရက်နေ့အတွက်ကိုကျွန်တော်ပြောခဲ့မယ်เนาะမျိုးတို့နေနေရလေစိတ်ပါလက်ပါလေးနဲ့ like လေးကိုဆုံးအောင်ကြည့်ဟုတ်ပြီလားအကြောင်းကျွန်တော်အဲ့လိုမျိုးပြောလေဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်ပြောတဲ့စကားတိုင်းမှာ နည်းနည်းလေးစဉ်းစားကြည့်တခုခုတော့ထူးနေမယ်နော်ကဲရအားရောင်ကျွန်တော်ကတိတိတသားကြီးမပြောချင်ဘူးနော်အားရောင်တော့တက်လာတဲ့မျိုးတွေလက်မလေးတွေနှိပ်ထားနော်ဆော့ခွိုက်ပါလေးတွေလှုပ်ထားဟုတ်လားကျွန်တော်သီးသလောက်မြင်သလောက်တွေးသလောက်ကတော့အကုန်ပြောပါမယ်မနေ့က เนาะမနက်ကောညာရောရရယ်เนาะအဲ့လိုပြောလို့ကျွန်တော်ရှင်မလာယူတဲ့လူတွေကပြောလေမပြောမလဲဆိုတော့အာဆရာကြီးညီလေးဟောမနက်ပဲရပါတော့ဝါညက်နေမရဘူးလို့ဟုတ်တယ်ညက်နေရလိုင်းပေါ်ကလူတွေရတယ်ကျွန်တော်အဲ့စကားကိုထည့်ပြောပါဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုတော့ကျွန်တော်ပြောခဲ့ရတယ်လေငါးတုံညာဗရိတ်ဟာလားငါးတုံညာဗရိတ်ကို เนาะကျွန်တော်ပြောခဲ့မွေးထိုးကြเนาะအဲ့ဒီထဲမှာ6ကွက်ထဲမွေးရမှာငါတုံညာပြိတ်ထဲမှာမှာเนาะငါပြိတ်ရေတုံညာပြိတ်ရေတော့ငါတုံညာပြိတ်ကို6ကွက်ထဲထိုးအောင်ဘာပဲဘာနဲ့ထိုးရမလဲဆိုရင်ကျွန်တော်ပြောခဲ့เนาะ1 6ဟုတ်လား163နဲ့ငါးတုံညာပရိလို့ကျွန်တော်ပြောခဲ့တယ်เนาะ63နဲ့ငါးတုံညာပရိဆိုတော့တွက်ကြည့်ပါဗျာ လိုင်းနေရတခါကျရင်စုပ်เนาะအဲ့တော့64ရဲ့69ရဲ့အဲပြီးပါရင်14ရဲ့9ရဲ့ပြီးပါရင်အဲ၃နှစ်ကဲ၃ခွန်ရဆိုပြီးတော့ကဏ္ဍ၆ခွက်ပဲထိုးပါမမွေးထိုးလို့ကျွန်တော်ပြောခဲ့တာအဲအကြောင်မနက်ကောင်းညောင်းအောင်လို့ပြောတော့အဲ့တော့ကျွန်တော်ပြောချင်တာကတနင်္လာနေ့ရဆိုတော့ကျွန်တော်တို့ကခွန်ပတ်တီးနဲ့အောင်မြင်တယ်နော်ဒါဘို့ဟိုနေ့ဖြစ်လို့ပြောတာမဟုတ်ဘူးတချို့လူတွေက ဲ့လိုပြောမှာဒီတဲ့ဟုတ်ကဲ့ပါနော်အဲ့တချို့လူတွေကြတော့အဲ့လိုမျိုးကောမကလေးတွေဝင်ဖြည့်တဲ့သူတွေကြတော့ကျွန်တော်အရင်ကျေးဇူးတင်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကပြောတာကတော့ပြောလို့ရတယ်ဒါတချို့လူတွေကြတော့မယုံဘူးဗျာနော်ဒါပေမဲ့ကျွန်တော်တို့အရှိမပြောထားတဲ့ဗီဒီယိုဖိုင်တွေတို့ကမတွေ့တော့မယုံဘူးပေါ့ဒါအပြစ်မပြောပါဘူးနော်အဲနောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ကဒီနေ့ဒီရက်မှာ ဒီဥစ္စာတွေကဒီလိုဒီကြတဲ့ကြတိုက်ရှိတယ်ဒီဥစ္စာကိုတော့ဒီလိုလောက်ပါလို့ပြောရင်မလောက်ကြဘူးသူတို့ကဘာကိုလိုက်နေတယ်ဆိုတော့တကွာကောင်းကိုလိုက်တာသိလားအဲ့ဒီတကွာကောင်းဆိုတဲ့ကိစ္စကဘယ်လိုပြောမလဲဆိုရင်မညှိနော်နေရောညှိဝါရဲ့အချီကြီးတော့ရတာပေါ့ဗျာစုပ်ပြက်တဲ့နော်အဲ့လိုပေါ့အားလုံးညပြိလိုက်တယ်တဲ့ဟုတ်ကဲ့ပါနော် အဲ့လိုမျိုးမကြီးတဲ့အခါကျတော့သူတို့စိတ်ထဲမှာတမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ကလည်းကျွန်တော်တို့တီးတဲ့လောက်တက်တဲ့လောက်နဲ့ကြီးအောင်လို့ပြီးတာပဲနော်ဟာလားအားလုံးလက်မလေးနှိပ်ထားနော်လက်မလေးနှိပ်ထားစာခွာပြာလေးမလို့ပါစေစာခွာပြာလေးလို့ကျွန်တော်ပြောပြမယ်ထိုင်ကြီးုံတက်တဲ့နေရတော့မလုံးနဲ့လက်မတော့နှိပ်ထား နော်ဘေးမလို့ငွေမလို့နဲ့ကျွန်တော်ကလာလွှင့်ပေးတာနော်ဒီနေ့ကျွန်တော်ပြောမယ်ဒီနေ့ကနောက်ဆုံးနေ့တနေ့ပဲရှိတယ်နော်ဒီနေ့တောက်ဒီနေ့ကြာသာပရင်းနေ့ဒီနေ့တနေ့ပဲဖွင့်တော့မှာမနှက်ပြန်ဆုံးရင်သူတိပိတ်တယ်ကျွန်တော်ခဏခဏပြောတယ်ဒီမှာကြီးကျွန်တော်ပြန် မကြီးဒီနေ့ကဘယ်နေ့ရက်၄ရက်၄ရက်ပြင်တာမနက်ဖြန်ဆိုရင်၅ရက်ဆိုတော့ပိတ်တယ်တွေ့ရနော်ဒါသိအောင်လို့ပြရတာဟုတ်လားဒီဘက်ကလည်းပြပြီရှင်းအောင်မကြီးဒီမှာဒီနေ့ကကျွန်တော်တို့ကဒီနေ့က၄ရက်ရာသပတိနေ့မနက်ဖြန်ဆိုရင်တောက်ကြတောက်ကြနေကြက်ရှိရကကလေးလောက်ထားတဲ့ဟလာပိတ်လို့ဟုတ်လား เนาะอ่าကျွန်တော်သိအောင်ပြတာကဲဟုတ်ပြီအဲ့လားဆိုရင်ထားတော့အဲ့လားထားတော့ခုဒီနေ့တော့ကျွန်တော်ပြောမယ်เนาะဇာကလေးကိုဆုံးအောင်ကြည့်ဇာကလေးကိုဆုံးအောင်ကြည့်ရတော့အဆင်ပြေတယ်เนาะအခုမွေးကနန်းလှုပ်လိုက်တော့မွေးကနန်းဆိုင်ကနှစ်ဘက်ရှိပြီမထွက်ဘူး နော်ကြံခဲ့တဲ့ဘက်ကလည်းမွေးကနမထွက်တော့အောင်နော်ကြံခဲ့တဲ့ဘက်ကလည်းမွေးကနမထွက်တော့အောင်ဒီတစ်ပတ်လည်းမွေးကနမထွက်ပြန်အောင်ထွက်ရင်ထားလိုက်တာအဲ့ဒါအာယုံမရှိမွေးကနတော့၄ခွက်တည်းဆိုတော့လေ၄ခွက်တည်းဆိုတော့အာယုံမရှိဘူးအာယုံမရှိတော့လွတ်ပေးလိုက်တော့လွတ်ပေးလိုက်တော့ကျွန်တော်ဒီနေရာရရင်ကျွန်တော်ပြောတဲ့နဲ့ဟာရရတော့ပြောခဲ့နော်အားလုံးလိုက်မှာ တရုတ်မင်္ဂန်တက်လာကြเนาะအဲ့ဒါဘာလဲဆိုတော့ဒီနေ့ဝိုင်းချင်းဒီတဲ့ကျွန်တော်ပြောမယ်เนาะ live map ဒါကျွန်တော်လည်းဒီမှာအောက်ကစာအောက်ကလည်းပြန်ကြည့်ရသေးဒီနေ့ဝိုင်းချင်းဒီတဲ့เนาะတက်ငါအချိန်မှာเนาะတက်ကေငါရဲ့အချိန်မှာเนาะဒီနေ့ကျွန်တော်ပြောတယ်အဲ့ဒီငါရဲ့တက်ကေတက်ရဲ့ငါရဲ့တဲ့က အမျိုးလိုအနေနဲ့တခြားတွေဟိုဘယ်လိုပြောမလဲဆိုရင်ဟိုဘယ်လိုဆိုကြမတွေးပဲနဲ့ကြိုက်တဲ့တလုံးကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုတည်းနဲ့ပေါ့နော်ကြိုက်တဲ့တလုံးဒီအမျိုးလိုအနေနဲ့ပတ်ကြည့်အဲ့ဒီ9တစ်တလုံးကဒီနေ့မဖြစ်မနေနှလုံးစလုံးဖြစ်ရှင်နဲ့ဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒီတွေကတလုံးကောင်းနဲ့ဖြစ်ရင်ဖြစ်မယ်နော်ငါဖြစ်ရင်လည်းဖြစ်မယ်တစ်ဖြစ်ရင်လည်းဖြစ်မယ် သိတယ်ဒါပေမဲ့ကျွန်တော်ကတစ်ကော9ဒီနေ့အသေးကြိုက်တယ်ဒါကျွန်တော်ကြိုက်တယ်ပေါ့ကျွန်တော်ပြောတော့နော်ဟိုမိတ်ဆွေတို့အနေနဲ့ကြိုက်တာမကြိုက်တာလို့ကျွန်တော်လည်းမပြောတတ်ဘူးဟောနော်အဲသိအောင်ပြောပြတာတစ်ကယ်9ရဲ့တဲ့ကကြိုက်တဲ့ကနန်းကိုလှုပ်လို့ရတယ်နော်တကယ်ငားရတဲ့အကြိုက်တဲ့ကနန်းကိုလှုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီကနန်းကိုဘာနဲ့တင်ထိုးရမလဲတဲ့မင်းကျွန်တော်ဖြေးပြီးမယ်နော် ြေးပေးမယ်တစ်ကိုကြိုက်မယ်ဆိုရင်ခွန်3ည2 6နဲ့ကပ်ပါတစ်ကိုကြိုက်မယ်ဆိုရင်နော်ခွန်3ည2 6နဲ့ကပ်ပါငါ့ကိုကြိုက်မယ်ဆိုရင်လေခွန်3ည2 6နဲ့ကပ်ပါဒါကျွန်တော်တို့ကကက်ကနန်းနေကိုကျွန်တော်ပြောပြတာနော်လိုက်ကိုစောင်းကြည့် လိုက်စောအောင်ကြီးတယ်လို့အကျိုးရှိမယ်လို့ကျွန်တော်ပြောပြပါတယ်။ဟုတ်ပြီ။အဲ့ဒါဆိုကျွန်တော်တို့တေကော9ကိုကျွန်တော်ပေးလိုက်ပြီ။ဒါနေကုန်နေနဲ့တင်ကတလုံးကျွန်တော်ပြောတဲ့ဥစ္စာဒီမနဲ့ထွက်ရင်သိလားနော်ကျွန်တော်ပြောတဲ့ကဏ္ဍဒီမနဲ့ထွက်ရင်ညနေကိုအတစ်တည်း9ရယ်နော်တစ်ကဲ9ရယ်အဲ့ဒီကဏ္ဍနှလုံးတွေတလုံးပေါ့နော် ဒီမနက်ထွက်ရင်ညနေကိုကျွန်တော်တို့ဂျောင်ပိတ်ရိုက်ရမယ်အခွက်တစ်ခွက်ရှိဒါကျွန်တော်ဒါခုနင်းဖြစ်တော့မဟုတ်ကျွန်တော်တို့ကြတော့ကလနာကြီးတယ်ဒါပုံမှန်နေနေပြပြဒါကျွန်တော်ကဒီမနက်တည်းကကျွန်တော်ထိုးကျင်တာအကနံဒါပေမဲ့ထိုးကျင်ပေမဲ့ဒီမနက်ပိုင်းကနံကိုကျွန်တော်စောင့်ကြည့်ရမယ်နော်မနက်ပိုင်းကနံကိုစောင့်ကြည့်ရမယ် အဲ့ဒီမနက်ပိုင်းကနန်းစောင့်ကြည့်ပြီးွားမှာညနေပိုင်းအောင်ကြိတ်ရမှာနော်ညနေပိုင်းအောင်ကြိတ်ရမယ်အဲ့တော့ကျွန်တော်အရင်ဆုံးပြောချင်တာကပါလေအမျိုးတို့အနေနဲ့ကျွန်တော်ဖုန်းနံပါတ်နော်ကျွန်တော်ဖုန်းနံပါတ်မှတ်မိကြလားလို့ကျွန်တော်မေးချင်တယ်နော်ကျွန်တော်ဖုန်းနံပါတ်ကိုမှတ်မိကြလားကျွန်တော်မေးချင်တယ်တချို့လူတွေက တချို့လူတွေကမှတ်မထားအောင်မှတ်မထားအောင်အလွယ်လေးတိကျန်တိကျင်တဲ့အချိန်လိုချင်တဲ့အချိန်ညမှာသူတို့ကကောက်မှန်လိုက်တယ်အဲ့လိုမျိုးမလုံးနဲ့နော်ကျွန်တော်ရှိမှာလေကနန်းထိုးနေတဲ့ရေကျွန်တော်ဖုန်းနံပါတ်ကိုမှတ်ထားအဲ့ဒါဘယ်တော့မှအကျိုးမရောက်သိရလားသိအောင်လို့ကျွန်တော်ပြောပြပါအဲနှမို့ဆိုကျွန်တော်မပြောတချို့လူတွေကြတော့ ကနန်းထိုးကန်နေကြရင်ကျွန်တော်ဖုန်းနံပါတ်ကိုမှတ်ထားကနန်းမထိုးတော့ဘူးဆိုရင်ကဖုန်းနံပါတ်ကိုမမှတ်ဘူးနော်အဲ့လိုမျိုးတွေပေါ့တူဦးမြေတာတူဦးစေတနာပေါ့နော်မကျွန်တော်ဖုန်းနံပါတ်ပြမယ်နော်ကျွန်တော်ပြောပြပါမယ်နော်ဒီညက်နေကျွန်တော်ဒီမနေ့ကျွန်တော်တို့၄ရက်၅အာ၄ရက်၁၂လ2025နော်ကြာသာပရိနေ့ ကျွန်တော်မပြောသေးဘူးเนาะဒီမနက်ကိုကျွန်တော်ပြောရင်တစ်ကိုတဲ့เนาะတစ်ကိုဘာနဲ့ပြီးရမလဲခွန်3ည2 6နဲ့ပြီးရမယ်တဲ့9ဆိုရင်လည်းခွန်3ည2 6နဲ့ပြီးရမယ်တဲ့ဒါကျွန်တော်သိအောင်ပြောပြเนาะအဲ့ဒီကနန်းဒီမနက်ကြာသွားရင်ကြသည်ဖြစ်စေမကြသည်ဖြစ်စေညနေကိုကျွန်တော်တို့ဂျောင်ပိတ်ရရမှာတစ်ခွက်ရှိတယ်။ဒါတိအောင်ပြောပြတာ ါပဲပြောမှကျန်တာမပြောဒီမှာကျွန်တော်ရဲ့ဖုန်းနံပါတ်မှတ်ထားเนาะဒါကျွန်တော်ရဲ့ဖုန်းနံပါတ်เนาะကျွန်တော်ရဲ့ဖုန်းနံပါတ်မှတ်ထားစခွင့်ချောရိုက်ရတာเนาะအဘောကဖုန်းကိုဆက်လဲရတယ်အောက်ကဖုန်းကိုဆက်လဲရတယ်เนาะ၃ညာကို04လုံး93 3ညာ4ကို3ညာကို63လုံး998 405เนาะ အဲ့ဒီနှလုံးစလုံးကိုကြိုက်တယ်လို့ကြိုက်တဲ့အချိန်မျိုးဆက်เนาะကျွန်တော်ပြောပြီးပါပြီเนาะဆက်တဲ့သူစီဆက်တဲ့သူစီအစင်ပြေအောင်လို့ကျွန်တော်လုပ်ပြီးမဆက်တဲ့သူမဆက်နဲ့ပါဖြစ်ကျွန်တော်ဆက်ပါလို့ပြောတာမဟုတ်ဖုန်းနံပါတ်ကိုမှတ်ခိုင်းစေခြင်းတော့เนาะအဲ့ဒီဖုန်းနံပါတ်ကိုမှတ်ခိုင်းစေခြင်းတော့ဟုတ်ပြီလားเนาะကြည့်အားလုံးပဲဆက်ခွန်ရောက်ရပြီးကျွန်တော်ဒီဘက်ပြန်လှည့်မယ်เนาะဟုတ်လားဖုန်းနံပါတ်ကိုမှတ်ထား နော်ကျွန်တော်ပြောပြပါဒီနေ့နေတိုင်းနေနဲ့ကျွန်တော်ပြောပြပါရေတင်းငါတလုံးဆင်းရမယ်လို့တင်းငါအချိန်ပါဗျာနော်အဲ့ဒီတင်းငါအချိန်ကိုမှကျွန်တော်တို့ကခွန်၃ညနှစ်6နဲ့ကပ်တဲ့ဆိုတော့ကျွန်တော်တို့ဗာရှိမယ်တစ်ခွန်ရှိမယ်အဲ10ရှိမယ်10နှစ်ရှိမယ်16ရှိမယ် ငားနဲ့ဆိုရင်လည်း59ရှိမယ်52ရှိမယ်50ရှိမယ်56ရှိမယ်တနေကုံစရာကိုကျွန်တော်ပြောရအောင်နော်ဒါပေမဲ့ဒီမနက်ကြဖို့များတယ်အေးပတ်သီးဖြစ်ဖြစ်မိန်ကွက်ဖြစ်ဖြစ်ဒီမနက်အဲ့ဒီတစ်ကဲငားရဲ့နှလုံးလေးကတလုံးဆင်းလာရင်တနာရီမထိုးခင်ကျွန်တော်ပြန်တက်လာမယ်ချောင်ပိတ်ရရမယ်အကွက်တွေရှိတယ်နော်ဒီမနက်စောင့်ကြည့်လိုက်အောင်ဖုံးမဆက်နဲ့ညနေကြမှာကျွန်တော်ချောင်ပိတ်ရရအောင်နော် အော်တည်အောင်ပြောတာကျွန်တော်ကဟိုဘယ်လိုပြောမလဲဆိုရင်ဖြစ်နိုင်ရေမရှိဘူးရှိတယ်ဆိုတော့ကျွန်တော်အရင်ဆုံးစမ်းသပ်ပြီးမှကျွန်တော်ပြောတာစကားကိုကျွန်တော်လေးလေးနက်နက်ပဲပြောတာအရင်ဆုံးမဖြစ်နိုင်ရေမရှိတဲ့အခါဆိုရင်ကျွန်တော်မပြောဘူးเนาะအခုကျွန်တော်ပြောခဲ့မယ်တစ်ကေ9ရေပတ်သီးတော်သကောင်မင်းွက်တော်သကောင်အဲ့ဒီနှလုံးလေးကဒီမနက်တလုံးကြွားလို့ညနေကိုကြောင်ပိတ်ရရဲ့ နော်ဒီမနက်တော့ပြောဒီမနက်ကအလားပဲထိုးကြနော်တခါလေးသိအောင်ပြောဒီမနက်ကအလားပဲထိုးအဲ့လိုထိုးပြီးွားရင်ညက်နေကိုဂျောင်းပိတ်ရိုက်တကယ်ဂျောင်းပိတ်ရိုက်မှာတောက်ကြနေကြာသာပင်းနေညက်နေတပွဲပဲရှိတော့မနက်ဒီမန်တမိုင်းကျွန်တော်ပြောတယ်အဲ့1နဲ့9နဲ့ဒဲကတလုံးစင်းပတ်သီးတော်လကောင်ကျွန်တော်ပြောတယ်မိန်ကွက်တော်လကောင်စိုက်တဲ့တလုံးစင်းညက်နေကိုအကောင်းပြောတာကိုင်မှာ ကျွန်တော်လည်းကင်နော်ဟာလာအေးနောက်တစ်ခါကျွန်တော်ပြောပြမယ်ငါးပရိတ်ကိုကတော့ထွက်သွားပြီတုံညာပရိတ်နော်တုံညာပရိတ်ကျန်သေးတယ်တုံညာပရိတ်ဆိုရင်ကျွန်တော်တို့ကကျန်သေးတယ်တုံညာပရိတ်တွေကိုလိုက်ထားကြဘာဘာဘာကောင်းတယ်လို့ကျွန်တော်လည်းမပြောတော့နော်တုံညာပရိတ်လာအောင်မယ်နော်ဒီနှစ်ပွဲမှာပေါ့ဒီနှစ်ရက်ဒီတရက်နှစ်ကြိမ်သာမှာတုံညာပရိတ်တွေလာအောင်ဒါလေးတော့ပြောခဲ့မယ်နော် အဲ့ဒါကျန်တာတော့ကျွန်တော်မပြောတော့နော်ကဲအားလုံးပဲကျွန်တော်ရဲ့ live ထဲမှာရေးရှုနေတဲ့အမိဖာတွေဒီနေ့၄ရက်22လ2025ကြာသာပရိနေမှာအားလုံးဒီမနက်ပိုင်းကြံထူးကြပါစေနော်ဒီမနက်ကြံထူးပါညနေဆက်ထူးစေရမယ်နော်အခုဆိုရင်ကျွန်တော်တို့ဆိုရင်ညတနေ့နာနေ့မှာဆိုရင်ဖုန်ဘက်တီးနဲ့အောင်တယ်နော်တနင်္လာနေ့မှာခွန်ဘက်တီးနဲ့အောင်တယ်အင်္ဂါနေ့မှာတုံညဘက်တီးနဲ့ထပ်အောင် ဗုဒ္ဓဘူးနေမနေရကြတော့မနက်ပိုင်းမှာ၄နှစ်ဆိုတဲ့ကနေနဲ့ထပ်အောင်ညနေပိုင်းမှာနှစ်၃ဆိုတဲ့ကနေနဲ့ထပ်အောင်နော်၃ရက်ကိုကျွန်တော်တို့ဘယ်နှကြိမ်ပါလဲ၄ကြိမ်ပါတယ်၁ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်ပါတယ်ဒီနေ့၄ရက်မြောက်မအောင်လို့ဘယ်လိုပြောပါလဲဟုတ်လားအဲ့တော့အမျိုးတို့အနေနဲ့ကကျွန်တော်ကတည်းကပြောတဲ့၃ရက်ပတ်သီးရှိတယ် အပြောရမယ်တစ်ပတ်သီးရှိတယ်ငါးပတ်သီးရှိတယ်တစ်ကေငါးရဲ့ပတ်သီးတွေကကြိုက်တဲ့ပတ်သီးကိုပတ်ပါနော်ကြိုက်တဲ့ပတ်သီးကိုပတ်ပါပတ်ပြီးွားရင်ပတ်သီးပတ်ဆိုတော့တော့ဗျာဟိုပတ်သီးဆိုတော့တော့ဟိုဘယ်လိုပြောမလဲဆိုရင်အများကြီးမပတ်နိုင်မှာဟိုကြိုက်တဲ့တလုံးတထောင်ဘူးလောက်တော့ပတ်နော်ဒီအောင်ပြပါဒါကြကျွန်တော်နဲ့မဆိုင်ဘူးအမျိုးတို့အတွက်ကိုကျွန်တော်ကအကြံပေးတာ1900လောက်တော့ပတ် အဲ့ဒီတထောင်ဝိုးပတ်ပြီးွားရင်ကြံတဲ့ကနန်းလေးတွေကျွန်တော်ပြောထားတဲ့ဟိုအခုဆိုကြပါစို့ပြကျွန်တော်တို့ငါ့ကိုကြိုက်လို့ငါ့ကိုပတ်တယ်ထားတထောင်ဝိုးပတ်လိုက်တယ်တင်းနဲ့ပတ်သက်တာရဲ့ငါးနဲ့ပတ်သက်တဲ့အခွားကလေးတွေကိုအာတထောင်ဝိုးစီနှစ်ထောင်ဝိုးစီတော့ထိုးထားဟုတ်လားဟိုငါ့ကိုကြိုက်တယ်ဆိုရင်ငါ့နဲ့ပတ်သက်တဲ့ကနန်းကိုတင်ထိုးလိုက်တက်ကိုနည်းနည်းလေးနဲ့ပတ်သက်တဲ့ဟာလျှော့ထားလိုက်ဒါမှမဟုတ်လို့တစ်ကိုကြိုက်လို့တစ်ကိုပတ်တယ်ဆိုရင်တင်းနဲ့ပတ်သက်တဲ့ main ကွက်ကလေးကိုတင်းထိုးလိုက် ငားနဲ့ပတ်သက်တဲ့အောကွက်ကလေးတွေကိုတော့ရန်ထိုးလိုက်ဒါသိသိချင်းလို့ကျွန်တော်ကပြောတာဘယ်အောင်လုပ်ပါကျွန်တော်မပြောဒါပေမဲ့ဒီမနက်7နာရီ3မိနစ်เนาะကျွန်တော်ပြောမယ်เนาะ7နာရီ3မိနစ်တင်ငားတစ်လုံးစင်းကိုဆင်းရအောင်เนาะဆင်းကိုဆင်းရမယ်အဲ့ဒီတင်ငားတစ်လုံးစင်းတဲ့ထဲမှာကျွန်တော်ပြောတဲ့ main ကွက်တွေပါပါစီပဲဆိုတော့ကျွန်တော်ကတော့ပါစီဖြစ်စီမပါစီဖြစ်စီဒီမနက်တင်ငားတစ်လုံးစင်းရင် မျက်နေကိုကျွန်တော်ကြောင်ပိတ်ရိုက်မယ်နော်ဒါသေးအောင်ပြောပြတာမျက်နေကိုကြောင်ပိတ်ရိုက်နော်ကဲအားလုံးအားလုံးပဲအမျိုးတို့အနေနဲ့ပောက်ချင်တယ်လိုချင်တယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့ဖုန်းနံပါတ်ကိုဖုန်းတရိုက်ဆက်ပြီးတော့ကျွန်တော်ရှိမှာဒီနေ့တနေ့သာပေါ့နော်ကန်ဆက်ကြီးတွေနဲ့လာယူလို့ရပြီနော်နောက်တစ်ချက်ကျွန်တော်ပြောမယ်နော်ကျွန်တော်ရှိလာတဲ့သူဒီကျွန်တော်တို့ကစကားအကုန်ပြောမှာ တော့ချီလာတဲ့သူသည်เนาะဘယ်လိုပြောမလဲဆိုရင်တခါရရင်ကျွန်တော်တို့က message ပို့တဲ့အခါကျရင်မရောက်တာတွေရှိတယ်မရောက်လို့ရင်တော့ဖုန်းဆက်ပေါ့เนาะသူတို့ကညေးနေတယ်ဘာမှမပြောเนาะအဲ့လိုမျိုးမလုပ်ပါနဲ့ကျွန်တော်ကနန်းပို့လိုက်တယ်မရောက်ဘူးမရောက်ဘူးဆိုတော့အာမနာနဲ့ဆက်ဒီတစ်လုံးမရဟိုတစ်လုံးဆက်ပေါ့ဗျာနှလုံးရှိတာပဲဟုတ်ဘူးလားဒါတော့သိအောင်လို့ပြောတာเนาะဒီအားလုံးပဲကျေးဇူးတင်တယ်ကျွန်တော်ပြောပြပါပြီ ကျန်တာကိုကျွန်တော်မပြောဘူးเนาะဒီမနေ့တစ်ကေ9ရယ်ကြိုက်တဲ့တလုံးကြညနေကိုကြောင်ပိတ်ရရမယ်ဖုန်းနဲ့ပဲလဲပြထားတယ်အဲ့လာမှမသိရင်ကိုကြောင်နဲ့ကိုပဲเนาะကဲအားလုံးပဲရှင်းသူတင်နေကျွန်တော် line ပေါ်ဆင်းပြီเนาะ